အေရော်ဒီတိုင်းဒေသကြီးပြည်သူ့ပါတီရုံးခန်းနဲ့ပသိမ်မြို့နယ်ရုံးခန်းပုံွယ်ခန်းသာ2025ခုနှစ်ဇွန်လ29ရက်ယနေ့နေ့7နာရီကအေရော်ဒီတိုင်းဒေသကြီးပသိမ်မြို့6ရက်ကကုသနာရုံးခန်းတွင်အေရော်ဒီတိုင်းဒေသကြီးပြည်သူ့ပါတီရုံးခန်းပုံွယ်နဲ့ပသိမ်မြို့နယ်ပြည်သူ့ပါတီရုံးခန်းပုံွယ်ခန်းသာကျင်းပရာပြည်သူ့ပါတီဗိုလ်ဌာနချုပ်မှဥက္ကဋ္ဌဦးကုကိုကြီးနဲ့တာဝန်ရှိသူများအေရော်ဒီတိုင်းဒေသကြီးပြည်သူ့ပါတီမှတိုင်းရင်းလုံးမှုဆောင်များပသိမ်မြို့နယ်ပြည်သူ့ပါတီမြို့နယ်အမှုဆောင်များအေရော်ဒီတိုင်းတွင်ရှိမြို့နယ်အသီးသီးမှပြည်သူ့ပါတီဝင်များ ပသိမ်မြို့နယ်အတွင်းရှိနိုင်ငံရေးပါတီအချို့မှခေါင်းဆောင်များနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။ကနပရမပိုင်းနဲ့ဥက္ကရာဥက္ကိုရီနဲ့တာဝန်ရှိသူများကပြည်သူပါတီဆိုင်မုံများကိုအမွေးနဲ့တိုင်များပတ်ဖြန်း၍ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ခန္ဓာဒုတိယပိုင်းတွင်တရားဝင်ဒေသကြီးပြည်သူ့ပါတီဥက္ကဋ္ဌဦးအောင်ကျော်တွင်ကနှုတ်ဆက်စကားပြောကြားပြီးဘူဥက္ကဋ္ဌဦးကိုရအမှတ်စကားပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကနိုင်ငံတော်ဆိုတာကိုကြည့်ရင်မျက်စိတပွေလေးကိုယ်သက်တမ်းနဲ့မကြည့်ပါဘူး။ကျွန်တော်ကခုပါတီဘာမှမပြောတော့ဘူးကွယ်။ကျွန်တော်ရဲ့သူ့ဘက်ကတမ်းမင်းနဲ့ကိုယ်ဆက်ချွန်ကြအောင်ကိုယ်နေတော့နိုင်ငံတော်ဆိုတာအိမ်မင်းဘူးကျွန်တော်တွေဟောတဲ့ဆက်ရှိကျွန်တော်တို့အာသမီမြင်းမြစ်တွေအတွက်အဲ့ဒီ no go ဘိုးတွေ ဘလာသောဘိုးတွေကျောင်းတွေစောက်ပါမယ်ဆေးရုံတွေစောက်ပါမယ်အဲ့ဒါတွေကိုသူ့ထော်ရောက်ချပြီးတော့စစ်တိုက်ပြစ်မယ်လို့လည်းကိစ္စကျွန်တော်တို့အာမပေးပါအဲ့ဒီတော့ကျွန်တော်တို့ချိန်ချောက်အချို့ဆိုရင်အချို့လုပ်ငန်းဝင်ပွဲအမေရှိတယ်တဲ့ဟုတ်ကဲ့မပေါ်ပါဘူးကျွန်တော်တို့အကြောင်းတွေအဲ့ဒီဒေသကပြည်သူကျွန်တော်တို့ဘယ်လိုကြည့်ရုံအဲ့တော့ကျွန်တော်ပြောလိုက်ပါဘာကြောက်တဲ့နိုင်ငံရေးမလို့ဘာလို့လဲအဲ့ဒီစောက်လုပ်တဲ့ချိန်တော့ဘတ်ဖြစ်မယ်ဆိုတဲ့ဆိုလေးချက်လည်းမရှိဘူး ဝန်ကြီးပြည်မဲ့ဆိုတဲ့ knowledge လည်းမရှိဘူးကျွန်တော်တို့ချက်ချက်ချင်းနိုင်ငံရေးလုပ်တဲ့အချိန်မှာကျွန်တော်တို့အထက်ကမောင်တော်ကြီးတွေနိုင်ငံရေးလုပ်ဘယ်ကျင်းညလာခေါ်သွားတယ်ပြန်လာအောင်ပြတ်သွားတယ်တချို့ယူသွားတယ်ဆိုတဲ့ဇာတ်လမ်းတွေနဲ့ကျွန်တော်တို့နိုင်ငံရေးစခဲ့ရတယ်အဲ့တော့နိုင်ငံရေးစလို့ဆိုတော့နိုင်ငံရေးလုပ်ရင်အ ਨੇ ဆုံးဘွမ်းခံရမယ်အခက်မသိရင်သေတတ်တယ်ဆိုတော့တိပြေတော့မှနိုင်ငံရေးလုပ်အဲ့လိုပြောတာကျွန်တော်ကဟိုပြည်သူတွေကိုကြောက်သွားအောင်ပြောတာလို့သို့တော့အခုချိန်ကြီးက ရှင်းတယ်လို့ရေတော်ဘုံကြီးတော်မလို့ဒီမိုကရေစီပွင့်လင်းလာပြီပါမှဒီထင်နေပြန်ရောက်သွားတဲ့ကိစ္စကိုကျွန်တော်တို့ကအဆုံးရှုံးမခံဘူးကျွန်တော်တို့ဘာလဲဆိုတော့ဟဲ့လေပွင့်လင်းတဲ့အရသာလေးကိုကျွန်တော်တို့ခံစားမရဘူးခါတော့ကျွန်တော်တို့ကတော့တိုင်းတွင်မှုဥစိန်တောင်းကကျေးဇူးတင်စကားပြောကြတာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါတယ်။